မင်္ဂလာပါခင်ဗျာရှန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းကငဖဲမြို့နယ်မှာရှိတဲ့အကြံဖက်စစ်ကောင်စီရဲ့နေရီကန်လေကြောင်းရန်ကာကွယ်ရေးတပ်ကနေထွက်ပြေးလာတဲ့စစ်သား33ဦးကိုလက်နက်ခဲယမ်းတွေနဲ့အတူတော်လိုင်းရေးတပ်တွေကအရှင်ဖမ်းဆီးရမိထားတယ်ဆိုပါတယ်။အကြံဖက်စစ်ကောင်စီတပ်ကသူတို့ဘက်ကစစ်တပ် lobby ဇော်ဖုံးဟင်းကိုနိုင်ငံတော်အကြီးအကဲပြစ်စင်မှုပုံမှန်905ကကြီး စက်သွေးဥပဒေပုံမှန်66ကားဂျီဒိုနဲ့အမှုဖွင့်လိုက်ပြီဖြစ်တယ်လို့အဲ့ဒီစစ်တပ် lobby ဇော်ဖုံးဟိတ်အတွက်ဆန္ဒပြလှုပ်ဆောင်မှုတွေမလောက်ကြနဲ့ဆိုပြီးတော့လည်းမပတာဖုံးကြီးတင်ငန်းချုံပောက်ကိုတော့စုသူကပျော်ထားသေးတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ခုပြမစုံတင်ဆက်ပေးခြင်းတဲ့တင်ကတော့မကွေးတိုင်းကငဖဲမြို့နယ်မှာရှိတဲ့အချက်ပစကောင်စီရဲ့ နဲ့ရေကန်လီချောင်းရန်ကာကွယ်ရေးတပ်ကနေထွက်ပြေးလာတဲ့စစ်သား23ဦးကိုလက်နက်ခဲယမ်းတွေနဲ့အတူတော်လိုင်းရေးတပ်တွေကအရှင်ဖမ်းဆီးရမိထားတယ်လို့ CDF အရှိုးတပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ Slime Roaching ကရန်ကုန်ခေတ်ကိုပြောပါတယ်။ဒါကတော့ဇော်လ10ရက်နေ့ကနေ12ရက်နေ့အတွင်းမှာပဲ။ငဘဲမြို့နယ်မှာရှိတဲ့အချက်ဖတ်စစ်ကောင်စီရဲ့နဲ့ရေကန်လီချောင်းရန်ကာကွယ်ရေးတပ်ကနေစစ်ကောင်စီတပ်သား23ဦးဟာခြေဥတက်ရကိုအတိအထိထွက်ပြေးလာကြတယ်ဆိုပါတယ်။ အဲ့ဒီလိုထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သား23ဦးစလုံးကိုဒေါ်လာရင်တပ်တွေကလက်နက်ခဲယမ်းတွေနဲ့အတူအရှင်ဖမ်းဆီးရမိထားပြီးသူတို့ထွက်ပြေးလာတဲ့အကြောင်းရင်းကတော့အဲ့ဒီနေရီကန်လေကြောင်းရင်ကာကွယ်ရေးတပ်ထဲကစစ်သားတွေဟာကြီးနိုင်ငယ်ညှင်းလောက်ရက်တွေနဲ့အခြေအနေတော်တော်ဆိုးနေတယ်လို့ပြောထားတဲ့အပြင် အဲ့ဒီမှာအဖို့ခံရတဲ့စစ်မှုထမ်းတသအစ်တွေကိုလည်းစစ်အရာရှိတွေကတိုက်ပွဲတွေရဲ့ရှေ့ဆုံးမှာအသေးခံခိုင်းနေတယ်လို့လည်းဖန်စီရမိထားတဲ့စစ်တုံးဘန်းတွေကထွက်ဆိုထားတယ်လို့ CDF အရှိုးတပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ Slide Routing ကနေပြောထားပါတယ်ခင်ဗျာတပ်ဖက်မှလည်းတိုင်းမန်နေဇာမာကီအန်လီပီဒီအပူပေါင်းတက်တွေကအချမ်းဖတ်စစ်ကောင်စီရဲ့တက်စကန်တွေကိုတခုပြီးတခုတင်ပိုက်လာနေတဲ့အချိန်ဒင်းသားကြီးတိုက်ပတ်အချမ်းတိုင်းမြန်မာနေဇက်က စစ်ကောင်စီရဲ့ငရက်နီတက်စကန်မှာရှိတယ်စစ်ကောင်စီတပ်သားအယောက်30ဝန်းကျင်ဟာစခန်းကိုထားခဲ့ပြီးထိုင်းနိုင်ငံဘက်အချမ်းကိုထွက်ပြေးသွားကြပြန်တယ်လို့ KNLP ရဲ့သတင်းရှင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့ဇော်လာစနေနေ့ဖြစ်တဲ့မနေ့ကပဲထိုင်းမြန်မာနယ်စပ်ကအချမ်းဖက်စစ်ကောင်စီရဲ့ငရက်နီတက်စကန်ကစစ်ကောင်စီတပ်သားတွေဟာသူတို့ကိုတော်လိုင်းရေးတပ်တွေကလာတိုက်ရင်ဘလို့မှမနိုင်တော့မှန်းတိနေတာရော့ သူတို့ဘက်ကစစ်ကူတွေလည်းဘလို့မှမလာနိုင်တော့ဘူးဆိုတာပါတိနေတဲ့အတွက်အဲ့ဒီမှာရှိတဲ့စစ်သားအယောက်30ဝန်းကျင်ဟာသူတို့စခန်းကိုဒီအတိုင်းထားခဲ့ပြီးထိုင်းနိုင်ငံဘက်အချမ်းကိုထွက်ပြေးသွားကြတယ်ဆိုပါတယ်လက်ရှိမှာတော့အဲ့ဒီဒဝဲခိုင်ဘက်အချမ်းမှာရှိတဲ့ထိုင်းမြန်မာနယ်စပ်ကစစ်ကောင်စီရဲ့ ठी ခိတက်စကန် body တက်စကန်နဲ့အခုတခါငရက်နေတက်စကန်ကိုပါတော်လရင်တက်တွေကတိမ့်ပိုက်ရရှိသွားပြီဖြစ်တယ်လို့လဲ KNL PDF သတင်းအရှင်းမြစ်ကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ ကြံပတ်စစ်ကောင်စီတပ်ကသူတို့ဘက်ကစစ်တပ် lobby ဇော်ဖုံးဟင်းကိုနိုင်ငံတော်အကြီးညိုပြက်စင်မှုပုံမှန်99ကာကြီးစက်သွေးဥပဒေပုံမှန်66ကာကြီးတို့နဲ့အမှုဖွင့်လိုက်ပြီဖြစ်တယ်လို့အဲဒီစစ်တပ် lobby ဇော်ဖုံးဟင်းအတွက်ဆန္ဒပြလှုပ်ဆောင်မှုတွေမလုပ်ကြနဲ့ဆိုပြီးတော့လေမဘတာဘုံကြီးတင်ငန်းချုပ်ပောက်ကူတော်ဆိုသူကပြောထားသေးတယ်လို့မဘတာအတိုင်းဝိုင်းကရန်ကုန်ခေတ်ကိုစက်သွေးပြောဆိုလာပါတယ်အဲဒီစစ်တပ် lobby ဇော်ဖုံးဟင်းကို သူထောက်ခံတဲ့အကြံဖတ်စစ်ကောင်စီတပ်ကပဲဇွန်လ2ရက်နေ့ကပြန်လည်ဖမ်းဆီးသွားပြီးတဲ့နောက်အခုဇွန်လ12ရက်နေ့အရောက်မှာတော့သူကိုနိုင်ငံတော်အကြီးအကျယ်ပြစေမှုပုံမှန်99ကကြီးစက်သွေးဥပဒေပုံမှ66ကကြီးတို့နဲ့စစ်ကောင်စီတပ်ရဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်ကနေအတိအလင့်အမှုဖွင့်လိုက်ပြီဖြစ်တယ်လို့ဆိုပါတယ် လက်ရှိမှာတော့ဇော်ပုံးဟင်းကိုအဲ့ဒီပုံမှန်နှစ်ခုနဲ့ပဲအမှုဖွင့်ထားသလို line ပေါ်မှာတက်နေသလိုအကြမ်းဖက်မှုတိုက်ဖြတ်ရေးဥပဒေပုံမှန်နဲ့ပါအမှုဖွင့်ဖို့ကတော့စစ်တပ် lobby ဟန်ငိမ့်ဦးတို့အုပ်စုက why me တောင်းဆိုနေကြတာဖြစ်တယ်လို့မပါတာအဖွဲ့ဝင်တဦးကပြောထားပါတယ်။တစ်ဖက်မှာလည်းအဲ့ဒီစစ်တပ် lobby ဇော်ပုံးဟင်းကိုမဲအောင်လိုင်းနဲ့စစ်တပ်အရာရှိတွေကိုဆဲဆိုတဲ့အတွက်ဆိုပြီးသူတို့ဘက်ကစစ်တပ်ထောက်ခံသူမပါတာတော့မိုးမိုးခိုင်ဆိုသူကပါရန်ကုန်မြို့တကုန်းမြို့တစ်တောင်ပိုင်းမှာအမှုဖွင့်တရားစွဲထားသေးတယ်လို့တစ်ဖက်မှာတော့စစ်တပ် lobby မပတာဖုန်ကြီးတင်ငန်းချုပ်ပောက်ကူတော်ဆိုသူကတော့အဲ့လိုဇော်ဖုန်ဟင်းကိုစစ်တပ်ကဖမ်းဆီးသွားတာဟာဇော်ဖုန်ဟင်းအတွက်ကံကောင်းတယ်လို့ပြောထားတဲ့အပြင်ဇော်ဖုန်ဟင်းအတွက်ဆန္ဒပြလှုပ်ဆော်မှုတွေမလောက်ကြနဲ့ဆိုပြီးတော့လည်းပြောထားသေးတယ်လို့မပတာအတိုင်းဝိုင်းကရန်ကုန်ခေတ်တကိုဆက်သွယ်ပြောဆိုထားပါတယ်ခင်ဗျာတဖက်မှာတော့မန္တလေးတိုင်းကတောင်သာမြို့နယ်တိုက်ပွဲမှာအချက်ဖက်စကောင်စီတပ်သား၃ဦးကတော့အသီးသီးတေကုန်ကြတဲ့အပြင်နောက်ထပ်စစ်သား၁ဦးကိုပါ လက်နက်ခဲယမ်းတွေနဲ့အတူတော်လိုင်းတပ်တွေကအရှင်ဖမ်းဆီးရမိထားသလိုစင်တဲဝချောင်းကိုဖျက်ကူးတဲ့အချိန်မှာလေစစ်ကောင်စီတပ်သား9ဦးကရေနဲ့တေကုန်ကြတဲ့အကြောင်းကိုပါစစ်တုံးမန်းကိုတိုင်ထွက်ဆိုထားတယ်လို့တောင်သာမြို့နယ်ပကပတာဝန်ငန်ကရန်ကုန်ခေတ္တကိုပြောပါရတယ်။ဖြစ်စဉ်ကတော့ဇွန်လ7ရက်နေ့ဖြစ်တဲ့မနေ့ကပဲတောင်သာမြို့နယ်စင်တဲဝ6အနောက်ဘက်ကနေထွက်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လိုင်းပွန်တပ်တွေကကြားဖြတ်တိုက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါရတယ်။အဲ့လိုတိုက်ခိုက်မှုအတွေ့ စစ်ကောင်စီတပ်သား3ဦးကတော့နေရာမှာတဲ့အတိအသေးတိတ်ကုန်ကြတဲ့အပြင်နောက်ထပ်စစ်သား2ဦးကိုပါလက်နက်ခဲယမ်းတွေနဲ့အတူတော်လိုင်းတပ်တွေကအရှင်ဖမ်းဆီးရမိထားသလိုအဲ့ဒီစစ်တပ်စစ်ကြောင်းဟာစင်တဲဝါချောင်းကိုဖျက်ကူးတဲ့အချိန်မှာလေစစ်ကောင်စီတပ်သား9ဦးကရေနဲ့တေကုန်ကြတဲ့အကြောင်းကိုလည်းဖမ်းဆီးရမိထားတဲ့စစ်တုံးမှန်းကိုတိုင်ထွက်ဆိုထားတယ်လို့တောင်သာမြို့နယ်ပကပတာဝန်ခံကပြောထားပါတယ်ခင်ဗျာ။ 6မှာလေကင်းပြည်နယ်တန်တောင်ကြီးမြို့နယ်ကအချက်ဖက်စစ်ကောင်စီရဲ့ဘရင်တော်တက်မြို့ကြီးတက်ခတ်ရေးတင်နှန်းကြောင်းကတက်ခွဲမှုတင်နှန်းဆင်းတွေလိုက်ပါလာတဲ့စစ်ရင်တန်းကိုတော်လန်ရေးတပ်တွေကဝိုင်းဝန်းတက်ခတ်ခြင်းမို့ရမှာစစ်ကောင်စီဘက်ကတက်ခွဲမှုဗိုလ်ကြီး၈ဦးနဲ့ရင်မောင်းတက်ချက်တဦးတို့ဟာအတီးတီးတိတ်ကုန်ကြပြီလို့တန်တောင် PDF တက်ဖွဲ့ရင်တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါရယ်ဖြစ်စဉ်ကတော့ဇော်လ9ရက်နေ့ကပဲတန်တောင်ကြီးမြို့နယ်မှာရှိတဲ့အချမ်းဖက်စစ်ကောင်စီတက်ရဲ့ ဘရင်အောင်တက်မြို့စစ်တန်းကျောင်းကတက်ခွဲမှုတင်တန်းဆင်းတွေလိုက်ပါလာတဲ့စစ်ရင်တန်းကိုတောင်ငူတန်းတောင်လမ်းပိုင်းမှာတော်လန်ရေးပူပေါင်းတပ်တွေကအသင့်ဆောင်ပြီးဝိုင်းဝန်းတိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်။အဲ့လိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီဘက်ကတက်ခွဲမှုဗိုလ်ကြီး၈ဦးနဲ့ရင်ပေါင်းတက်ချက်2ဦးတို့ဟာပြစ်ခတ်မှုတွေအတွင်းမှာပဲအတိအသေးသိကုန်ကြတဲ့အပြင်နောက်ထပ်၄ဦးကဒဏ်ရာတွေရသွားကြတယ်လို့တန်တော် PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျ။တပ်ဖွဲ့မှာတော့ ရန်ကုန်မြို့ကရွှေပြည်သားမြို့နယ်ဝါတရာစက်မှုဇုံမှာရှိတဲ့ rounder အထင်ကျုပ်စက်ရုံမှာအလုသမား2000ကျော်ကလောက်ခလာစားနဲ့အချိန်ပိုကြီးတိုးမြင့်ပေးဖို့ဆန္ဒပြတောင်းဆိုနေတယ်လို့ဆန္ဒပြအလုသမားတွေကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့ဒီကနေ့ဇွန်လ13ရက်နေ့မနက်ပိုင်းကစပြီးရန်ကုန်မြို့ကရွှေပြည်သားမြို့နယ်ဝါတရာစက်မှုဇုံကတရုတ်လူမျိုးပိုင် rounder အထင်ကျုပ်စက်ရုံမှာအလုသမား2000ကျော်ကတရက်လောက်အားက ငွေကျပ်1800နဲ့ဘလို့မှအဆင်မပြေတဲ့အတွက်တရက်လုံအားကငွေကျပ်13000တောင်တိုးပေးဖို့နဲ့အချိန်ပိုကြီးကိုလည်းတနာယီကို2000ကနေ2500အပြင်904သာတိုးမြင့်ပေးဖို့ဆန္ဒပြတောင်းဆိုနေတယ်ဆိုပါတယ်။တခြားစက်ရုံတွေမှာအလို့သမားတွေဟာတရက်လုံအားက12000ကျပ်ရရှိနေပြီဖြစ်တယ်လို့အခုတရက်လူမျိုးပိုင်း rounder အထည်ချုပ်စက်ရုံမှာတော့လောက်ကလာစားမတိုးပေးတဲ့အတွက်ဆန္ဒပြတောင်းဆိုနေတာဖြစ်တယ်လို့လည်းအလို့သမားတွေကပြောထားပြီးစက်ရုံဘက်ကတော့အလို့သမားတွေကိုအလုတ်ခွင့်ပြန်ဝင်ဖို့ဖိအားပေးနေတယ်လို့ ညှိနှိုင်းမှုတွေလည်းလုပ်နေပြီမဲ့သဘောတူညီမှုမရသေးဘူးလို့စာနာပြအလို့သမားတွေကပြောထားကြပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်ခစ်တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တော့ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ